ဖက်မချစ်တော့အကောင်ဆုံးပဲမချစ်မချစ်ဘဲနဲ့အဲ့လိုမျိုးအုံနောက်နဲ့ပဲအဲ့လိုမျိုး green man ပေါ့နော်အဲ့လိုအလုံးလုံးတလို့ပြောပဲအဲ့လိုမျိုးလောက်ရင်စင်ပြေမယ်လို့ထင်တယ်ချစ်လိုက်လို့ရှင်ရင်ကိုဟာရှုံးသွားတယ်လို့ခံစားရတယ်။လောကမှာယောက်ျားမရှာပါဘူး။အမေကောင်းတဲ့ယောက်ျားရရှာတော့မလား။ခုကေပူရောင်ဆိုယောက်ျားကောင်းဆိုရှာရဲဆိုဟုတ်တယ်။ဟုတ်တကယ်ပဲလေ။ဟိုအခုခေတ်မှာအဲ့လိုယောက်ျားကောင်းရှာပါတယ်ဖြစ်တဲ့အတွက်အဲ့လိုယောက်ျားကောင်းဆိုရင်အကုန်လုံးကပြည့်ရမလား။ဝိုင်းဝိုင်းမျိုးအဲ့လိုမျိုးလိုချင်ကြတာပေါ့ ဆိုရှယ်မီဒီယာမှာလည်းတွေ့ရတာတွေများအဲ့လိုဖောက်ပြန်တဲ့ကိစ္စအရင်များလာတယ်ဆိုတော့လေအော်လို့တော်တော်များများလာပါဟုတ်ဘလူတွေညိမလဲပေါ့ပြိတ္တတွေကြိမပဲတိမပါလို့ ဒါမှတချို့ရုပ်ရှင်ကြည့်နေကြပြိတ္တတွေကတော့နည်းနည်းတော့မှန်းလို့ရပါတယ်ဟိုပိုစတာကြည့်ပြီးတော့ဟုတ်ပြီးတော့ trailer လေးမှလည်းပါတယ်လေဟုတ်တန့်ရတော့လေဘလဲဘဝမှာတကယ်ဟိုဘယ်တော့မှမေးလို့မရတဲ့ character တစ်ခုပါဘလို့ဆိုပထမဦးဆုံးဘလဲရဲ့ဟို တေးတေးချာချာပေါ့နော်ရိုက်ကူးဒီဇက်ဆက်လန်တရုတ်ဆောင်တယောက်အနေနဲ့အော်ဒီလိုမျိုးရိုက်ခွင့်ရရတယ်နောက်ပြီးတော့စ조사ခွင့်ရရတယ်ပြီးတော့ဒီလိုဇက်ကိုကိုရိုက်ခွင့်ရရတယ်အခက်ခဲတွေလည်းအများကြီးပဲ stress တွေလည်းအများကြီးပဲပြမန်းခဲရအဲ့တော့အဆိုရင်ဘာမှမသိဘူးလေတကယ်ဟိုဘဝမှာပထမအဆုံးမလို့ရှေ့မှာအဲ့တဲ့တရုတ်ဆောင်အနေနဲ့နှစ်ဆင်းလာအဲ့လောက်ပဲရိုက်ဘူးတယ်ဆိုတော့တရုတ်ဆောင်အနေနဲ့တွေးကြုံရလို့လည်း မရှိဘူးကိုကအဲ့လိုတကယ်တော့လုံးဝအသက်ပေါ့နော်အသက်ကိုမှဇက်အိမ်ကလည်းအကြီးဟို character လည်းဒါတော်တော်ဘယ်လိုပြောမလဲဟိုနက်နဲတယ်နက်နဲတယ်ပြီးတော့ကိုတေးဥဆောင်မယ်ကိုရဲ့ဟိုတေးဥဆောင်မြက်လည်းကိုထက်ဝါရဆိုလည်းအရန်ကြီးရယ်နောက်မနေ့ကြီးဆိုလို့ရှင်လည်းအရန်ဘယ်လိုပြောအရန်တော်ရဲ့သူတူပေါ့နော်ဆိုတော့အော်တကယ်တကယ် stress တွေပါပဲဒါမဲ့ဟိုတကယ်ကိုလုံးဝဘဝမှာမမေ့နိုင်ခဲ့ပါဘူး ဒီကဘလဲကြတိတ်မလုတ်ရဲဘူးပြီးတော့ကိုကအစ်စ်အတွေ့အကြုံတွေလည်းမရှိဘူးဆိုတော့မှားတယ်အဲ့ဒီမှာဆိုလေမှားတာရောအဲ့လိုစုံမဲ့ပေါ့ item ကြီးอ่ะဒါမဲ့လေဟိုဘလဲ ကံကောင်းတယ်ပဲပြောရမယ်ပေါ့နော်ဘလဲကိုအကုန်လုံးလက်တွေခေါ်ရဲအကုန်လုံးအဲ့လိုစိတ်ရှည်ပေးကြရဲနောက်ဥစောအကုန်လုံးဒီတိုင်းမှာတကယ်တကယ်ကျေးဇူးတင်တာဆိုလဲဘလဲအဖေလိုပဲဥစောဆိုလုံးဝဟိုအစအဆုံးအကုန်တင်ပေးရဲနောက်အန်တီတီတာအန်တီတီတာဆိုလို့ရှိရင်လည်းဘင်းကနေတမိဒီလိုလေးဝဲဒီလိုလေးလောက်ဒီလိုလေးပြင်စင်အရန်ပေါ့နော်တကယ်ဟိုဘယ်လိုပြောရမလဲပထမဆုံးဘလဲအတွေ့အကြုံမှာကိုဟိုတော်တော်ကို့အတွက်ပေါ့နော်ဒါဒါ ဟိုမြင်ဆရာပေါ့နော်မြင်ဆရာအနေနဲ့ဟိုဆရာကောင်းနေအများကြီးပေါ့ဟိုရခဲ့တယ်ပေါ့နော်ဟို pressure လုံးဝမရှိဘူးအကြီးကြီး senior တွေနဲ့ရရင် pressure ရဲဆိုတာဖြစ်တတ်တယ်လေဒါပေမဲ့လုံးဝကိုပြည့်ပြည့်ဆိုလဲလုံးဝအဲ့လိုမျိုးဟိုဘယ်လိုပဲစိတ်အရင်အစ်ဒီကအရင်စိတ်ရှည်ပေးရဆိုတဲ့အချိန်မှာကိုလုံးဝ stress မဖြစ်ဘူးဟိုအဲ့ဒါတကယ်တကယ်ကျေးဇူးတင်တယ်ပြည့်ပြည့် ဟိုကြောက်နေရပါလေကြောက်တယ်ဒါပေမဲ့အဲ့လိုဟိုလူသိမ့်မကြောက်တော့လေမပေါ်ဆိုမဲ့ကိုကအိုက်တင်လုံးလဲချိန်ပါလေဟာငါဘိုင်းအဲ့လိုကိုကိုလည်းဟိုမန်းတမ်းပြောရင်ခလေးတချို့ဟိုကိုကိုကိုလည်းအဲ့လိုမျိုးပေါ့နော်ဟိုဘာတွေဘလိုဖြစ်နေမှန်းအောင်မသိဘူးပေါ့နော်ဆိုတော့ဟိုဒီကားထဲမှာတော့တော်တော်လေးဟိုဟို တော်တော်ခက်ခဲအော်တခုရှိရနောက်တခုကဘလဲဒီဇက်နဲ့ပတ်သက်ပြီးအစကနေစုံဇက်ကအော်ဟိုဘယ်ကနေဘလို့လောက်မှမသိရဲ့အချိန်မှာလေဟိုပလဲဟို acting coach တဘောမျိုးနေနဲ့တင်ပေးခဲ့ရတူးရှိရပေါ့နော်အဲ့ကူတန်းကြီးပေါ့နော်အဲ director ကူတန်းကြီးအရန်ကျေးဇူးတင်ပါတယ်သူကနေနည်းနည်း guideline ပေးခဲ့ရပေါ့ဘလဲဟိုဒါဆိုဒီလိုမျိုးရှိရဘလို့ခွဲရမလဲအဲ့တော့ဆိုတကယ်ဘာဆိုဘာမှမသိခဲ့ဘလို့ခွဲရမလဲစဉ်းစားတယ်ဆိုဘလို့တကယ်ဘာမှမသိအတိတ်နဲ့ tempo ဘာမှမသိခဲ့ဘူး တကယ်တကယ်ကိုဆရာကောင်းမြင်နေတွေ့ခဲ့ရမှာဟုတ်ဒီမှန်ပြည့်ရနဲ့ဒါမှမဟုတ်ဆိုရင်အဲ့ဒါခိုးလာပိုင်ရှင်ရှိသေးတာပစ္စည်းဆိုရင်ပြန်ပေးရမှာပေါ့နော်ကဲ၍ပေးဦးကိုကယူထားမယ်ဆိုရင်ခိုးတာနဲ့အတူတူပဲဆိုရဲဟာလေးကတကယ်တမ်းကရိုင်းတာတကူမှမပါဘူးဆဲတာတကူမှမပါဘူးဒါပေမဲ့တစ်ဖက်လူတို့ကတော်တော်ထိနေပေါ့နော်တ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 ော်ထိပညာသားပပနဲ့ ထိတဲ့စကလုံးဆိုတော့ဘယ်လိုကြီးကိုပြောမှာဟုတ်ဟိုပါပေါ့ဟိုတခါတိန်ငနေဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဟိုတော်တော်လေးတော့အဲအဲဘုမှန်ပြောရင်အဲအမေ့အောင်မေ့နေပြီပြန်တက်လာတော့မှအော်ငါပြောခဲ့ပါတယ်ဘယ်လိုကြီးရောဟုတ်ဟုတ်ဒီကတော့အိမ်နောင်ဆိုရဲဘဝတချစ်သူသမီးစားမှလည်းတမျိုးအဲ့လိုပါဘုနမဲ့အိမ်နောင်တဲ့တော်မှကိုဟာကလေးကဒါအဓိကကဒုတိယကို အကြီးလေးရှိတယ်အကြီးလေးရှိတယ်အဲဒုတိယကိုဝင်မှာမကိုယ့်ရဲ့မျိုးသားကိုယ်ပဲဒါပြီးတော့ဒီဇက်ထင်မှာဆိုရင်သူကဒါဒါတယောက်နဲ့တယောက်အရင်ချစ်လို့အရင်ချစ်လို့ယူခဲ့ကြရတဲ့သူတွေပေါ့နော်ချစ်နေတော့မယ်အဲချစ်ကြတယ်ဒါမဲ့ဒီလိုမျိုးကြီးဖြစ်သွားတယ်ပေါ့နော်ဂျားထဲမှာစူးခလုတ်တစ်ခုဝင်လာတဲ့ပုံမှာဒီလိုမျိုးကြီးဖြစ်သွားတယ်ကိုကအဲဘာကိုဝင်နဲ့လဲကိုဝင်ခလေးနဲ့လဲခလေးဒီမျိုးသားကိုကိုဘဝကိုပုံအပ်ခဲ့ရဆိုတော့တော်တော်လေးခံစားရတယ် ဒါပြင်မှာလည်းပလဲအဲ့ဒီတော့ဆိုလိုက်ဖတ်ဖို့မေးကြည့်ရင်စာရေးလိုက်ဖတ်တယ်။ဩဒီလိုပါတော့ကိုကိုရန်ကျတော့တခါမှအဲ့လိုမျိုးအိမ်နောင်တယ်ဟိုမျိုးမကြုံဘူးတော့လေဆိုတော့ဟိုအခုနောက်ပိုင်းကပို့ပြီးတော့ဒါဒီလိုပဲပို့များတယ်ကြားတာပို့များလာတယ်ပေါ့အတန်းညာဆိုတော့အဲ့တကယ်ကိုကိုရိုင်းနှစ်ခုတွေတူတွေကြုံရမယ်ဆိုတော့မပြောတတ်ဘူးဒီထဲမှာတော့ဇက်သဘောရတော့လောက်ကရပါတော့ကိုကိုရိုင်းဆိုတော့မပြောတတ်ဘူးအခုဘလဲလို့အမြဲရှိရလေအဲ့လို ခွင့်လွတ်ကြမလားဘယ်လိုသမို့ဆွန့်လွတ်မလားဘယ်လိုကိုကိုရိုင်းဆိုတော့ဘာကိုရွေးချယ်ပြမလဲမသိဘူးဟုတ်အမင်းတော့တကယ်တော့ချစ်ရမှာအရင်တော့ကြောက်ဖို့ကောင်းကိုကိုရဲ့လုံးသားပေါ့နော်အမင်းတော့မချစ်တော့အကောင်းဆုံးပဲမချစ်မချစ်ပဲနဲ့အဲ့လိုမျိုးအုံနောက်နဲ့ပဲအဲ့လိုမျိုး agreement ပေါ့နော်အဲ့လိုအလုံးလုံးတလုံးမျိုးပဲအဲ့လိုမျိုးလုံးရင်ဆင်ပြေမယ်လို့ထင်တယ်ချစ်လိုက်လို့ရှင်ကိုဟာရှုံးသွားတယ်လို့ခံစားရတယ်နောက်ပိုင်းကျချစ်ရမှာကိုစိတ်ကိုနှစ်ကောင်မှာတော့ ကြောက်ကြောက်တယ်ပေါ့ဒါမှလည်းအပူမရှာကျွန်တော်ပါဘူးဒါမှလည်းမရပါဘူးအချစ်ဆိုတာတကယ်ပြောရရှောင်လို့မရဘူးသူကသူဘယ်နည်းပဲချိန်ဘယ်နှမိနစ်ဘယ်နှစက္ကန့်မှချစ်လို့ချစ်တော်မှန်းတော့မသိဘူးအဲ့လိုမျိုးပေါ့လောကမှာယောက်ျားမရှာပါဘူးအမေကောင်းတဲ့ယောက်ျားရရှာတော့မရဟုတ်တယ်အဲ့ဒါတကယ်မှန်တယ်ခုခေတ်ပူအောင်ဆိုရောက်ကြကောင်းဆိုရှာရဆိုဟုတ်တယ်ဟုတ်တကယ်ပဲလေဟိုအခုခေတ်မှာအဲ့လိုရောက်ကြကောင်းရှာပါဖြစ်တဲ့အတွက်အဲ့လိုရောက်ကြကောင်းဆိုရင်အကုန်လုံးက ဖြစ်ရမလားဝိုင်းဝိုင်းပြီးတော့အဲ့လိုမျိုးလိုချင်ကြတာပေါ့နော်ဆိုတော့တကယ်ပါအခုအခုနဲ့ပို့ပြီးတော့ဗလဲရတော့ဟိုပို့သတင်းတွေဘယ်လိုပြောဆိုရှယ်မီဒီယာမှာလည်းတွေ့ရတာများအဲ့လိုဖောက်ပြန်တဲ့ကိစ္စအရင်များလာတယ်ဆိုတော့လေအော်လို့တော်တော်မှန်ပါလားပေါ့တော်ပြောကြရဲလို့ဥဒါလို့ပြောကြရဲဆိုတော့ဟေးဥဒါမှမင်းထင်တယ် အဲ21ရက်နေ့ယုံတင်မှာဆိုတော့ live out ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ခြင်းနဲ့ဘယ်လိုတွေညှိကြမလဲပေါ့နော်အဲတချို့ main play ပြိသက်တွေနေနဲ့ခန်းစားချက်တွေကိုက်ညီမယ်လို့တော့ထင်ပါတယ်ဘယ်လိုစိတ်တွေအခုခေတ်ကလေဟိုဒီလိုမျိုးဟိုလူတဲ့သူတွေကလည်းရမ်းများလာတော့နှစ်ဦးနှစ်ခါလုံးကိုက်ညီကိုက်ညီတဲ့သူတွေပေါ်မယ်လို့တော့ထင်ပါတယ်အဲ့တော့ကြည့်ကြပါလို့ပြောချင်ပါတယ်ဟုတ်ပြီပါ